တရားတော့သူကလက်တွေ့အလုပ်လုပ်ဖို့အရေးကြီးတာပေါ့လေအလုပ်ဆိုလဲကိုလှုပ်တတ်တလောက်ပေါ့လောကီအလုပ်လုပ်တယ်လို့ပေါ့စာဖတ်တယ်ပညာသင်တယ်နောက်ပြီးတော့အလုပ်လုပ်တာပေါ့အစွာလုပ်ဆိုရင်ဖြစ်ဖြစ်ပေါ့ ောင်းဝယ်ပေါ့ဘာမှမလုပ်တဲ့လူကြတော့လုံနိုင်တဲ့အရေးချင်းနေတယ်ဆိုရင်တော့တရားအားထုတ်တဲ့အခါမှာလည်းခက်ခဲတာပေါ့လေဘုရားစာရည်သင်ထားတယ်ဆိုလဲစာကျက်တယ်လို့ပေါ့ စာရီတင်မေးတယ်လို့ကျူစာပန်းစာနဲ့ဘုရားစာရီတင်ယူပြန်ပြီးတော့တင်ပေးပေါ့တရားထုတ်တာကြောင့်လဲသူကတော့စိတ်အလုပ်ပေါ့တခြားအလုပ်တွေနဲ့တော့မတူဒါမဲ့လဲကိုယ့်ရဲ့လုံနိုင်တဲ့အစွမ်းကုန်တော့လောက်ရတာပေါ့အလုပ်များများလုပ်တဲ့လူက လုံနိုင်တဲ့ဆွမ်းအပိုကြီးတာပါလေဒါပေမဲ့တို့ကတော့ကာယအလုတ်တော့မဟုတ်ဘူးပေါ့တရားအလုတ်ကတော့စိတ်စိတ်တော့ပို့ပြီးတော့အလုတ်လုပ်ရတယ်စိတ်တော့ပင်ပန်းမှာပေါ့ဆူဆိုင်ရတာဆိုကိုယ်ရင်နှုတ်တွေနဲ့လှုပ်တာတဲ့စိတ်ကပို့ပြီးတော့အလုတ်လုပ်ရတာမျိုးအဲတော့ကာယဟိုအားဆိုင်တဲ့လှုပ်တဲ့လူကြတော့လေကာယအင်အားတော့ကြီးတာပေါ့ ကိုယ်နဲ့လုံနိုင်တဲ့အားတော့ကြီးတယ်။တရားကြတော့အလိုမှတ်သားတာစာကြက်တာပဲဖြစ်ဖြစ်ပေါ့။မှတ်သားတာဆိုတော့လေမှတ်ပါများရင်မှတ်ညာကောင်းတာပေါ့။မမှတ်ရင်တော့မှတ်ညာလည်းမကောင်းဘူးပေါ့။မှတ်မိအောင်ကြိုးစားရအောင်။အဲ့ဒါလည်းစိတ်လုံ။နောက်စဉ်းစားရင်ဆိုတော့လေစိတ်လုံပေါ့။ဆူဆိုက်တယ်ရှုမှတ်တယ် နှလုံးသွင်းတယ်အာထုတ်တယ်ဒါတွေကတော့စိတ်အလုပ်ပေါ့ကိုစိတ်ကအလုပ်လုပ်နိုင်တဲ့စွာကြီးရတာအလကားနေရင်တော့စိတ်ကအလကားစိတ်ပဲဖြစ်မှာပေါ့ပြင်းနေရင်တော့အပြင်းစိတ်ပေါ့တတိထာနေရတယ်ဝိရိယဆိုင်နေရတယ် ဉာဏ်နဲ့ရှုနေရတယ်။အနိစ္စကိုသိတဲ့ဉာဏ်၊ဒုက္ခကိုသိတဲ့ဉာဏ်၊အနတ္တကိုသိတဲ့ဉာဏ်၊ယုံနာကိုသိတဲ့ဉာဏ်၊အကြောင်းအကျိုးကိုသိတဲ့ဉာဏ်တဘောပရမတ်ကိုသိတဲ့ဉာဏ်ပေါ့။နိဗ္ဗာန်ကိုသိတဲ့ဉာဏ်နေဖြစ်အောင်လို့မပြတ်အလုလုနေရတာ။စိတ်ရဲ့လုံနိုင်တဲ့စွမ်းအားအားကြီးအောင် ကြိုးစားရတာ။ ိတ်ကလည်းမတုံးရင်မတုံးတတ်ဘူးစကားကမပြောရင်မပြောတတ်ဘူးဟုတ်လားကိုယ်နဲ့လုပ်တဲ့အလုပ်တွေလည်းရေကူးတာပဲဖြစ်ဖြစ်ကားမောင်းတာပဲဖြစ်ဖြစ်စပိန်စီးတာပဲဖြစ်ဖြစ်အကစားဖြစ်ဖြစ်အမှုပညာဖြစ်ဖြစ်တခြင်းဆိုတာဖြစ်ဖြစ်ပေါ့လေဒါတွေက ကာယနဲ့လှုပ်တဲ့အလုပ်တွေဝစီနဲ့လှုပ်တဲ့အလုပ်တွေအဲ့ဒါတွေလည်းများများလှုပ်မှလှုပ်နိုင်တဲ့ဆွမ်းကြီးတာမလှုပ်ရင်မလှုပ်တတ်ဘူးဟုတ်လားအလုပ်များများလှုပ်မှလည်းចောင်းစာဆိုလည်းចောင်းစာမှထူးချွန်တာပေါ့ဖះစာဆိုလည်းဖះစာမှထူးချွန်တယ် များများပြောမှ ပြောတတ်တယ်။များများစဉ်းစားမှစဉ်းစားတတ်တယ်။များများတရုပ်ဆောင်မှတရုပ်ဆောင်တာလည်းကြွန့်ကျင်တယ်။အလေးချင်မယ်။အားကစားလည်းများများလုပ်ရင်ထူးကျွန်တယ်ပေါ့။အတရားကလည်းသတိထားတဲ့အလုပ်ကို မပြတ်လုပ်ရအောင်။သတိထားပါများရဲ့ သတိထားတဲ့အလုပ်ကိုမြန်မြန်လုပ်နိုင်အောင်ကြိုးစားတော့စိတ်ကလည်းစိတ်မြန်လက်မြန်ဆိုတာရှိတယ်မမြန်တာလည်းရှိတာဒါလည်းအလေးချင်ပဲအဲ့တော့စိတ်ကိုမြန်နိုင်နှမြမြန်အောင်သတိထားတဲ့နေရာမှာအသုံးချတော့ပြီးတော့ကြာကြာလုပ်နိုင်အောင်ပေါ့နိပညာသင်တယ်ဆိုရင်ကနှစ်ပေါင်း10နှစ်ကျော် ဒါတောက်လျှောက်အလုပ်လုပ်နိုင်ရတာစာကြည့်ရတာဗောလေစဉ်းစားရတာဗောမှတ်သားရတာဗောအဲ့လိုရေရှည်လဲလုပ်နိုင်ရတယ်မလုပ်နိုင်ရင်ဘွဲမရအောင်အလုပ်လဲရေရှည်မလုပ်နိုင်ရင်လုပ်နိုင်တဲ့စွမ်းမရှိဘူးဗောရစိတ်ကလည်းဒီမလိကျင်သားရဲ့စိတ်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းမရှိဘူး ကိုယ်မှာရှိပြီးသားအားပေါ့ဆရာတော်ဆိုရင်ဒါရန်ကုန်တက္ကသိုလ်ကဘွဲရတယ်ဒါပညာရေးကိုနိုင်ငံရေးကြောင့်ကျောင်းပိတ်တာရင်းနဲ့ဆယ်နှစ်ပေါင်း20လောက်ကျော်သွားဒါပေမဲ့ဘွဲရတဲ့အထိတော့ပြီးဆုံးအောင်လို့ပညာသင်ယူနိုင်တယ်ပေါ့ဒါလည်းစိတ်ဆွမ်းလည်းပါတော့ဘလောက်ကြာကြာလက်တွေ့လည်းလောက်ရတာပေါ့ကိုယ်ပိုင်စီးပွားရေးလုပ်တော့လေခြေရောလက်ရော စက်ကောဘုံနောက်ကောမပြတ်မှန်လိုက်ဆုံးဖြတ်ချက်ချလိုက်အဲ့လိုဈေးနှုန်းนี่မှတ်ထားပြီးတော့ဝယ်မလားမဝယ်ဘူးလားရောင်းမလားမရောင်းဘူးလားလုပ်ငန်းကိုတိုးချဲ့မလားဝန်ထမ်းนี่အသက်ခံမလားဘာပစ္စည်းရောင်းမလဲမပြတ်စဉ်းစားအဲ့ခါကျတော့လေကိုယ်ပိုင်လုပ်ငန်းဆိုတော့လုပ်ရင်လုပ်တလောက်ရတဲ့ခါကျတော့လေဆုံးဖြတ်ချက်တွေလည်းအများကြီးချနိုင်သွားတယ် စဉ်းစားတဲ့အလုပ်ကိုလည်းခုနှစ်နှစ်လောက်ဇက်တိုက်ကို လုပ်နိုင်သွားတော့စိတ်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းကကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါကျမှအားကြီးသွားတော့ဒီလိုကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နိုင်မှလည်းမိဘရဲ့အင်အားထွက်နိုင်အောင်ကြိုးစားတာပေါ့လေထွက်လိုက်တော့မှအဲ့ဒီစွန့်နိုင်တဲ့စွမ်းကအားကြီးသွားတယ်ဘယ်လိုဘယ်လိုပဲထွက်ထွက်ပေါ့ယာယီထွက်တဲ့ဆိုရင်ယာယီစွန့်နိုင်တဲ့စွမ်းပေါ့လုံးဝ ိုအားကိုကိုမယ်ဆိုပြီးတော့မိဘရဲ့အရေးအကိုစွန့်ပြီးတော့ထွက်တယ်ဆိုလဲအဲ့လိုစွန့်နိုင်တဲ့စွမ်းအားပေါ့အဲ့ဒါလည်းအဆုံးရှုံးခံနိုင်မှစွန့်လို့ရတော့အဆုံးရှုံးမခံနိုင်စွန့်လို့မရအဲ့လိုစွန့်ရင်တတိတွေကလည်းလိုအပ်တာပေါ့နှုတ်မွေတရားထုတ်တာနဲ့အလုံးမလုံးနိုင်တော့ဝင်ဝင်နေမှာစွန့်ရင်လည်း ဒါတရားဆက်လို့လို့မရအောင်အလုပ်ပဲပတ်စံပဲပြန်ရှာမယ်ညာတို့လို့ကျမကြီးမကောင်းရင်လည်းစေဝါအာကိုတာမဆွနိုင်တရားဆက်လို့လို့မရဘဲနဲ့စေပဲကူရမယ်တရားမှကြောက်တယ်ဆိုလဲ ဆက်ပြီးတော့အားထုတ်လို့မရပဲနဲ့ကိုယ်အတန်နေရောပဲပြန်ပြီးတော့ဂရုစိုက်နေရမယ်။ဒါမစွန့်နိုင်ရင်လည်းမစွန့်နိုင်တော့လှုပ်တဲ့နေရာမှာမပြတ်သားဘူးပေါ့။အဲ့တော့လှုပ်နိုင်တဲ့စွန့်အားပေါ့ကိုမစီဝါရေးလားပညာရေးလားဘယ်လောက်လှုပ်ခဲ့လဲလူမှုရေးလှုပ်တလားနေပေါင်းဘယ်လောက်လှုပ်နိုင်တယ်လဲအဲ့လိုစာကြက်တယ်ဆိုလဲဒါမှန်ညာဘယ်လောက်ထိ ကြာကြာမှတ်နိုင်တယ်လဲဘယ်လောက်များများမှတ်နိုင်လဲဆရာတော်ဤဒီဆိုင်ပြိကတုံးမအကုဆောင်းနိုင်တယ်ဆိုတော့မှတ်သားနိုင်တယ်ဆိုတာအရင်အားကြီးအောင်ဒါစိတ်ရဲ့စွမ်းအားပေါ့အဲ့ဒီဆိုရင်သတိကိုတရားထုတ်တယ်ဆိုတော့ကျတော့ရှိတဲ့စွမ်းအားကိုပဲတတိထားအဆွဲဖြုတ်တဲ့ဘက်မှာတုံးရအောင်တတိထားနိုင်တဲ့စွမ်းအားတမနစ်မှာဘယ်လောက်ရှိလဲ အဲ့လိုစက္ကန့်ဘယ်လောက်ရှိလဲညံ့များထားနိုင်အောင်ပြီးတော့တရှိတဲ့မဲ့မှန်တယ်မြောက်ပေါ့လေတတိထားတောင်းလေကြိုးစားတော့ကိုခန္ဓာမှာဖြစ်တဲ့မြတ်ဓာကြီးလေးပါဖောက်ပြန်မှုတွေရောပြုလုပ်မှုတွေရောပြောဆိုမှုတွေရောအကြောင်းတရားတွေအကျိုးတရားတွေဖြစ်ပေါ်တာတွေရောဒါတွေကိုသိအောင်လို့တတိထားတာပေါ့ နောက်ဆုံးသတိထားတဲ့စိတ်ကိုယ်တော်မှပြန်ပြီးတော့သတိထားတဲ့အောင်ကြိုးစားပြီးတော့စိတ်ထဲမှာစွဲနေတာတွေအိမ်မက်မတဲ့အခါမှာပေါ်လာတာတွေပေါ့အဲ့ဒါတွေလည်းကိုယ်တရားလုပ်ရင်းနဲ့ကိုယ်ဆွဲကိုကိုတိအောင်ကြိုးစားပြီးတော့စိတ်ကတယောက်စီပဲရောက်နေရင်တယောက်ကိုဆွဲနေတယ်ငါမှကိုကိုကိုပဲစိတ်ရောက်နေကိုကိုကိုဆွဲနေတယ်ကိုသားမီးစိတ်ရောက်သားမီးခွေးတွေကြောင်းနေစိတ်ရောက်ရင် ဟုတ်ခွေးကြောင်ပေါ့အဲ့ဒါတွေကိုအဲ့ဒီစိတ်ကိုပြန်ပြီးစွန့်ရအောင်ဘာလို့ဆွဲလဲဆိုတော့အာယုံပြုပါများလို့ပေါ့အယက်တော့ပါများအယက်ဆွဲမူရစေတော့ပါများမူရစေဆွဲလို့စိတ်ကလည်းအာယုံပြုပါများရင်တစ်ခုခုပဲအာယုံပြုပါများရင်စိတ်ကဆွဲသွားတာပဲအစာဆိုလဲအစာအလားပါဆိုလဲအလားပါပဆန်ဆိုလဲပဆန်အာနာဆိုလဲအာနာပေါ့ တင်မောကြကြမှုဆိုလဲဒါတွေကိုပဲစိတ်ထဲမှာထားရင်တော့ကိုယ်စိတ်ထဲမှာအစွဲတွေကြီးလာအဲ့တော့ကိုကအကြောင်းတရားကအာယုံပြည့်လို့အစွဲဖြုတ်တယ်ဆိုတာကြတော့အဲ့ဒီကိုယ်စိတ်ကစားနေကြအစာအစာတွေမစားတယ်လို့ပေါ့ကိုယ့်ရဲ့စိတ်ကလည်းပေါင်းနေကြအာယုံတွေကိုမပေါင်းဘူးကြောင်ကျိုးပဲယုံနာမယ်အိဋ္ဌဒုက္ခအနတ္တပဲတဘောပရမတ်တွေပဲပေါ့ တခုတရားမဟုတ်ဘူးဒီလိုအမှန်တရားတွေနဲ့ဟိုတဓာရဲဖြစ်သွားအောင်ပေါင်းရတာတဘောကတတ်တတ်မဟုတ်ရှူတာလည်းတဘောပဲအနေစာရှူရဆိုလဲရှူရညာလည်းအနေစာပဲဖြစ်တာမှအနေစာမဟုတ်ပြုလုပ်တာမှအနေစာမဟုတ် ကုတို့ကကောင်းကျိုးအကုတို့ကမကောင်းကျိုးပေးရဆိုတဲ့အကြောင်းကျိုးတွေကလည်းအများကြီးရှိနေတာအဲ့ဒါကိုသတိထားတောင်းကြိုးစားရအောင်ကိုကကျမ်းမာနေတယ်လောကိုင်းအဆင်ပြေနေတယ်အဲ့ဒါဆိုရင်ဒါကုတို့ရဲ့အကျိုးပေးပေါ့မလုပ်တဲ့ကုတို့ကကိုကျမ်းမာခြင်းနဲ့ရင်ကျမ်းမာအောင်အလောကိုင်းအဆင်ပြေခြင်းအလောကိုင်းအဆင်ပြေအောင်အကျိုးပေးတာပေါ့ တက်ရှိခြင်းအသက်ရှိအောင်ဒါကုတို့ရဲ့အကျိုးပေးအဲ့လိုမျိုးကုတို့ကြောင့်အကျိုးပေးတာကိုနားလည်အောင်ကြိုးစားရင်တော့မဟုတ်ရောငါတော်လို့ငါတတ်လို့ဆိုတဲ့ကိုကိုကိုအထင်ကြီးမှာမမနာတွေတက်မှာအခုတို့တရားဟောနိုင်တာလဲကုတို့ရဲ့အကျိုးပေးတရားနိုင်တာလဲကုတို့ရဲ့အကျိုးပေးအခုတို့များနေတရားလည်းမဟောနိုင်ဘူးတရားလည်းမနာနိုင်ဘူး ကိုလူကျင်တယ်လူလို့ရတယ်ဆိုတာကုလူရဲ့အကျိုးပဲလူကျင်ပြီးတော့မလူနိုင်တာတွေကအများကြီးပဲဝိုင်ဆိုင်မှုတွေရှိတာမှဘာမှလုံးမရတာတွေကအများကြီးပဲဒါကရှိတိုင်းနဲ့လုံးလို့မရဘဝတစ်ခုတော့ရှိနေကြတာပဲကိုကမတုံးတက်တဲ့အခါကျတော့ဘာမှတုံးမရအောင်တုံးမကြအောင်ဒါရှိပေမဲ့လည်းတုံးတက်ဖို့လိုတာပေါ့ တော့သတိထားတဲ့အလုပ်ဆွဲဖြုတ်တဲ့အလုပ်ကိုလည်းချိန်ပန်များစွာဟိုသတိပတ်သက်တမျှအောင်သတိထားနိုင်မှုပေါ့အတန်ကြားရတယ်ဆိုရင်အတန်ကိုအစင်းမြင်ရင်အစင်းကိုအနံ့နိုင်အနံ့ကိုစားတောက်တဲ့အခါမှာအရာဓာတွေကိုဓာတွေကမမြဲတာတွေကိုပေါ့အဆိုးမရတာတွေကိုတွေ့ထီရဆိုလဲ ဘယ်လိုတွေ့ထိပဲဖြစ်ဖြစ်မမြဲတာတွေကိုကိုမှရှိတဲ့အင်အားအကုန်ပေါ့ဒီအုံချရအောင်နားလည်နိုင်တဲ့စွမ်းအစွမ်းကုန်မှတ်သားရဆိုလဲမှတ်သားတဲ့စွမ်းကိုတတိထားနိုင်တဲ့စွမ်းအဖြစ်နဲ့ပြောင်းရတယ်လုံနိုင်တဲ့ စိတ်ဆွမ်းရှိရဆိုလဲဒီစိတ်ဆွမ်းကိုပဲသတိထားနိုင်တဲ့အစွဲဖြုတ်နိုင်တဲ့ဆွမ်းအလုပ်တွေအတွက်ကိုပြောင်းပြီးတော့သုံးရတယ်ဘာမှမလုပ်တတ်တဲ့လူကလည်းဘာမှမလုပ်တဲ့အစွဲကိုဖြုတ်ပြီးတော့မှသတိထားတဲ့အလုပ်ကိုကျွမ်းကျင်ကျင်မြင်မြင်ဆင်ဆင်လုပ်နိုင်အောင်လို့ကြိုးစားရတယ် လုံနေလုံနိုင်တဲ့စွမ်းကြီးလေးလေးပေါ့ကိုယ့်ရဲ့စွမ်းရည်တက်ဒီကိုတိုးမြင့်တာပဲတရားလုံးနဲ့ပတ်သက်ပြီးတော့ဒီကတော့စိတ်ရဲ့စွမ်းအားကိုပေါ့ရုပ်ကတော့တိတ်ပြီးတော့လောက်ရတာမဟုတ်ဘူးပဇန်းနဲ့လည်းတိတ်ပြီးတော့ပြောနေရတာတော့မဟုတ်ဒါပေမဲ့စိတ်ကတော့မပြတ်အလုံးလုံးနေပြစုံပန်တိုင်းမှာသတိထားဝရိယဆိုင်နေရတယ်အနေစာဒုက္ခအနတ္တရှုနေရတယ်အဲဒီသတိထားတဲ့ အလုတ်ကအဓိကဘာကိုသတိထားတယ်လဲဆိုတာအဓိကမဟုတ်အစွဲဖြုတ်နေဘောကအဓိကဘာကိုဖြုတ်တယ်လဲဆိုတာအဓိကမကြောက်ဖြုတ်တာတော့အကုန်ဖြုတ်ရမှာသတိရလဲအကုန်ထားတဲ့အောင်ကြိုးစားရတာပေါ့အသက်တမြောင်သွားလာပြောဆိုနေထိုင်စားတော့ဒါလေးအကုန်လုံးပေါ်မှာသတိရှိအောင်လို့ကြိုးစား တော့တရားမလုံနိုင်နေလဲဒါတခုခုလုံနေရင်တော့ကိုယ့်ရဲ့စွမ်းအင်တသည်ကိုအားကြီးလောင်ကြိုးစားနေတာပေါ့ပြောတာလဲပြောပါများရင်ပြောနိုင်တဲ့စွမ်းကြီးလာတယ်ကောင်းတာတွေပြောနိုင်အောင်ကြိုးစားရင်ကုလို့ရတယ်မှတ်သားတာလဲကောင်းတာတွေမှတ်သားနိုင်ရင်ကုလို့ရတယ်ဒါမျိုးရှိတာတွေအမှန်တရားတွေစဉ်းစားရဆိုလဲတကယ်ဟုတ် အများအတွက်ဝါးပြီးတော့စဉ်းစားပြီးတာဆုံးဖြတ်ပြီးတာမျိုးဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့စဉ်းစားတာမျိုးဒါတွေကကျတော့ကုလို့ရတယ်ညဝီလာမျိုးလူနတ်ပြမာတတ္တဝါအလုံးတို့အားမြာပေးဝေပါ၏မြာပေးဝေပါ၏ကျွန်ုပ်တို့နှင့် ထတုထမြာရရှိ၍ဝမြောက်ဝန္တာသာဓုခေါ်နိုင်ကြပါစေကုတုမြာမြာမြာယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုတု